မင်္ဂလာပါရှင်တင်းနှသာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အောက်တိုဘာလ23ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရရှင်တင်းနှသာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကို အပတ်စဉ်တင်းနှလာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကုကဲမှုအောက်ကပလောမြို့နယ်ပကဖမြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ဟာ တဝဲအမျိုးသားရေးအခြေပြုအဖွဲ့တစ်ခုဖြစ်တဲ့တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော်ကိုကဲမှုအောက်ကိုဝင်ရောက်လာတယ်လို့တပ်ဖွဲ့တော်ဝန်ခံကပြောပါတယ်။ပလောမျိုးနယ်ပါကာဖာရဲ့မြို့နယ်တိုက်ခိုက်ရေးအဖွဲ့မှာရှိတဲ့ခေါင်းဆောင်နဲ့ရဲဘော်90ဝန်းကျင်လုံးဟာအခုအော်တိုဘာလပထမပတ်မှာတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တပ်ဖွဲ့အဖြစ်ဝင်ရောက်လာတာလို့ဆိုပါတယ်။တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့မူဝါဒပိုင်းဆိုင်ရာကိုလက်ခံတာကြောင့် ရဲဘော်တဦးချင်းရဲ့ဆန္ဒနဲ့အကောင်းဆုံးဖြစ်အောင်အတူတကွတိဆောက်ဖို့အတွက်အခုလိုဝင်ရောက်လာတာလို့တပ်ဖွဲ့တာဝန်ရှိသူကဆိုပါတယ်။စကိုင်းတိုင်းစင်ကူးမြို့နယ်မှာ Starlink Internet ဆက်သိမ်းယူတဲ့ကိစ္စမှာဒေသခံပြည်သူနဲ့အခြေတင်ဖြစ်ခဲ့တဲ့ရဲဘော်တွေကိုတတိပေးအေးအေးယူတာတွေထိထိရောက်ရောက်လှုံ့ဆော်သွားမယ်လို့စင်ကူးမြို့နယ်ရဲဘော်အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာလ12ရက်မှာထုတ်ပြန်ပါတယ်။အလားတူပဲ Starlink Internet နဲ့ပတ်သက်ပြီး စင်ကူးမြို့နယ်အရင်းပေါ်အုပ်ချုပ်ရေးအဖွဲ့ကတတ်မှတ်ထားတဲ့စီမင်းတွေကိုချိုးပေါက်တဲ့ဆက်ပိုင်းရှင်ကိုလည်းအရေးယူမယ်လို့ဆိုပါတယ်။စင်ကူးမြို့နယ်အရင်းပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့မြို့နယ်အတွင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေလုပ်ရမှာသတင်းပေါက်ကြားတာတွေဖြစ်ပြီးလေကြောင်းတိုက်ခိုက်တာတွေခက်စိတ်စိတ်ဖြစ်နေလို့အခုနှစ်မတ်လ16ရက်ကနေစပြီး Starlink Internet သုံးနာကိုစီစစ်ကြက်မှတ်နိုင်မှုစီမင်းစည်းကမ်းနဲ့ညွှန်ကြားချက်တွေကိုထုတ်ပြန်ကြေညာခဲ့ပြီးအရေးယူတာတွေလည်းလုပ်နေတယ်လို့ဆိုပါတယ် စင်ကူးမြို့နယ်ကျေးရွာတရွာမန္တလေး PDF ရဲဘော်တွေနဲ့စင်ကူးမြို့နယ်ရဲဘော်အုပ်ချုပ်ရေးအဖွဲ့ကသူတချို့ပါဝင်တဲ့အဖွဲ့ဟာဒေသခံတွေနဲ့နေအိမ်တစ်ခုမှာ Starlink Internet ဆက်ကိုတွားရောက်သိမ်းယူခြင်းအင်ရှင်တွေနဲ့အချင်းများခဲ့တာပါတော်ဝဲခရိုင်ထိုင်းမြန်မာနယ်စပ်ထီခီးနယ်စပ်ကုံသွယ်ရေးစခန်းကို KNU ကပြန်လည်ဖွင့်လှစ်မယ်လို့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်စစ်အုပ်စုကလေရင်နဲ့ရက်ဆက်ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့ KNU နဲ့တော်လိုင်းအင်အားစုတွေကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ၈ရက်နဲ့၁၀ရက်တွေမှာစစ်အုပ်စုဟာထိုင်းမြန်မာနယ်စပ်ထိခီးကျေးရွာတွေကိုပုံအလုံးရေ90ကြောကျဲချခဲ့တယ်လို့ဆက်လက်နဲ့တွေနဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ KNU အပါဝင်တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ထိခီးနယ်စပ်ကုန်သွယ်ရေးစခန်းကိုပြန်လည်ဖွင့်လှစ်နိုင်ရေး KNU နဲ့ထိုင်းအနာပိုင်းတွေပြီးခဲ့တဲ့လတွေထဲမှာတွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးမှာ အခုလိုတိုက်ခိုက်ခံရတာပဲဖြစ်ပါတယ်မော်ရင်ပန်းအဖွဲ့ခေါင်းဆောင်မောင်ကျက်ဦးနဲ့အဖွဲ့ဝင်တယောက်ကိုတဝဲခိုင် PD ရဲ့တရင်တစ်ကဖမ်းဆီးထိန်းသိမ်းထားလိုက်တယ်လို့အတိပေးချက်ထုတ်ပြန်ပါတယ်။မောင်ကျက်ဦးဟာပြည်သူတို့အူကိုကျိုးတုံမီးရှို့မှုကျူးလွန်တာ။နောက်ပြည်သူတို့အူကိုတော့နှစ်ထင်တစ်နှစ်ထောက်ချင်းချောက်ပြီးထိုးကျိတ်တာ။တော်လိုင်းအင်အားစုတွေရဲ့ဥဆောင်သူတွေကိုအကြိမ်ကြိမ်ချင်းချောက်တာ။စတာတွေကြောင့်ဖမ်းဆီးထားတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မွန်ပြည်နယ်ရေးမြို့နယ်မြောက်ပိုင်းပြည်ထောင်စုလမ်းမပေါ်ရှိကျေးရွာတွေဘက်ကိုအာနာသိန်းစစ်တပ်ကစစ်ကြောင်းထိုးလာလို့တော်လန်ရေးတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ10ရက်နေ့မနက်ပိုင်းမှာစစ်တပ်ရဲ့ခလာရ106ခမာရ299ခမာရ988တပ်စုစုပေါင်းအင်အားတရာကျော်ဟာရေးမြောက်ပိုင်းရှိအောင်သာယာကနေကမော်စံပြစတဲ့ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးလာလို့တော်လန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်ကြောင်းထိုးရာကြေးရွာအနီးနားမှာတိုက်ပွဲတွေလေးကြိမ်အထိဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။စစ်တပ်ရဲ့အာဓမ္မဖမ်းဆီးပြီးစစ်သားစုဆောင်ခံရသူ၄ဦးပလောင်မြို့တိုင်းပဟိုအမှတ်၁၂လေးကြိမ်ရေးတင်နန်းကျောင်းကနေထွက်ပြေးလွတ်မြောက်လာတယ်လို့ KNU ဗိတ်တော်ခရိုင်ကထုတ်ပြန်ပါတယ်။တင်နန်းကျောင်းပို့ဆောင်ခံရသူ၄ဦးဟာအခုအော်တိုဘာလ9ရက်နေ့နဲ့အော်တိုဘာလ10ရက်နေ့တို့မှာဖွဲ့ပြေးလွတ်မြောက်လာပြီးကရင်မျိုးသားအစည်းအရုံး KNU တပ်မဟာလီ ဗိတ်တဝဲခရိုင်မှာခိုးလုံလာတယ်လို့ဆိုပါတယ်။ဖွဲ့ပြေးလွမြောက်လာသူ၄ဦးစလုံးဟာစစ်တပ်ကအာရမဖမ်းဆီးပြီးစစ်မှုထမ်းတင်တဲ့ကိုပို့ဆောင်ခံရတာဖြစ်တယ်လို့ KNU ထုတ်ပြန်ချက်အရသိရပါတယ်။တင်းနာရီတိုင်းတင်းဌာနရဲ့မနက်ခင်းတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။